တင်းငွေတွေနဲ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာ8ရက်နေ့14ရက်နေ့အတွင်းကာလဟာကောင်းသောကံတက်လပ်ပွင့်သောကာလဖြစ်တဲ့ညီမကြဲအောင်မြင်မယ်ရှင်းဆွေးနေထားနေပုံမြင့်တဲ့နေထားကိုရောက်ရှိမယ်လုပ်ငန်းငွေရသူတွေမှာလုံးစင်တိုးတက်မယ်ဝင်ဝင်တိုးပွားမယ်ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေမှာလည်းဒီချိန်မှာ မထင်မှတ်ဖဲနဲ့ငွေဝင်ချင်းစစ်ပြေးချင်းတွေရှိလာမယ်။ပြည်ဝသူတွေစမ်းပွက်မယ်။မိကောင်းဆွေကောင်ထောက်ကူရခြင်းနဲ့ဘဝတိုးတက်ခြင်းရဲ့နှစ်သာရကိုကြုံမယ်။ခီးကိစ္စစီစဉ်သူတွေလိုရာခီးကိုရောက်ရှိနိုင်တယ်။ဒီနေ့ကတော့ရာရာစင်ပြေတဲ့နေထားနဲ့တိုးတက်တဲ့ကံကြမ္မာကိုရမယ်။ကိုယ့်ရဲ့နေ့မှာအလုပ်ကိစ္စတွေကိုစနစ်တကျလုပ်ရင်အချိုးပေးနိုင်တယ်။ဆယ်ရက်နေ့မှာပြဿနာများမယ်၊ရံများမယ်၊တိုက်ခတ်များမယ်။ဆယ်တရက်နေ့မှာစိတ်ချမ်းသာမယ်၊လိုရာပြည့်စုံမယ်။မိကောင်းဆွေကောင်ထောက်ကူရမယ်။ စနေနေ့မှာခီးကိစ္စအစဉ်ပြေမယ်လူမျိုးခွဲကြိုးပေမယ်ဘဝတလန်းပေါ့ဆက်သောရနေ့မှာရန်တိုက်ခံကြရတဲ့နေ့ထိုးပေါက်ပြီးဘဝတလန်းနဲ့ဝေချေကံကောင်းမယ်14ရက်နေ့မှာတော့အနှောင့်အယှက်ဒါစီများတယ်မှန်နာတဲ့လက်တွေကွာဟရတယ်ဒီတပတ်တာကာလအတွင်းမှာဇာတာပရိနေဘုထုနဲ့ပင်ကနေမွေးသူတွေကောင်းကျိုးပေးတယ်တနည်းလာနေသောကြာနေမွေးသူတွေဒုက္ခပေးတတ်တယ်တက ဒီကာလအတော်တွေမှာနဘဂနံ369ကဏ္ဍနေကျိုးပြီးတယ်အပြာရောင်ပန်းရောင်ညောင်ချက်သွေးရောင်တို့ကိုအကျိုးပြီးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်ပါတယ်အပြာရောင်ပန်းပွဲတို့ကိုဘုရားကတူပူဇော်ပြီးတော့အလိုရှိရာကိစ္စတွေတွေဆောင်ရွက်ပါဆန္ဒပြည့်ခြင်းအောင်မြင်ခြင်းတွေရှိလာပါမယ်ကျေးဇူးတင်ပါတယ်တနင်္လာနေ့ဝေသူအောင်မင်္ဂလာပါ2025ဒီဇင်ဘာလ10ရက်နေ့ကနေ14ရက်နေ့အတွင်းမှာ ရှင်ပြိုင်မှုမှန်မြောင်မြင်မဲ့ဘဝတုတက်မဲ့မူလကံနေထာနေပုံမြင့်တဲ့ကံချင်းတွေကိုရောက်ရှိပြီးတော့လိုရာပြည့်စုံခြင်းဘဝတုတက်ခြင်းဝေကြီးကိစ္စလုပ်ငန်းကိစ္စဆောင်ရွက်မှောင်မြင်ခြင်းတွေရှိရှင်ပြိုင်မှုတွေမှောင်မြင်မဲ့ငွေကုန်ကြေးကြများမဲ့ကုတ်ကိစ္စမျိုးပဲအခြားသူတစ်ပါးကိစ္စတွေနဲ့အချိန်ကုန်စိတ်ပန်းငွေကုန်လူပန်းဖြစ်နိုင်တဲ့အနေအထားတစ်ခုရှိနေတယ်။ချက်ချင်းဆုံးပြတ်ပြီးလောက်ကင်တဲ့ကိစ္စတွေကအဆင်ပြေမယ်။ကိုလှုပ်ချင်ချင်မလှုပ်ချင်ချင်ဒီချိန်မှာ လောရမယ်ကိစ္စလောကိုလောရမယ်ဆိုတဲ့သဘာဝတစ်ခုလွှမ်းမိုးနေတယ်ရှင်ရည်နေမှာထူးခြားတဲ့ကံပြောင်းလဲတဲ့တွတ်တက်မှုတွေကိုဖန်တီးလို့ရတယ်ကိုယ်ရည်နေမှာ စေတနာဝေဒနာဖြစ်တတ်တယ်ရောင်းမဝင်မှဖြစ်တတ်တဲ့သတိထားဆယ်ရည်နေမှာထူးကောင်းတဲ့ကံတွတ်တက်တဲ့ကံတွေပေါ်ပေါက်ပြီးတော့အလိုပြည့်စုံခြင်းကံကောင်းခြင်းတွေရှိတယ်စတရည်နေမှာထူးခြားတဲ့ပြောင်းလဲမှုနဲ့တွတ်တက်မှုကံပွင့်မယ်ဆယ်ရည်နေမှာဝေကြီးကံကောင်းခြင်းအခီးကံကောင်းခြင်း အပြောင်းလဲနဲ့တိုးတက်ခြင်းတွေကြုံမယ်ဆက်သောရည်နေရတော့မိမိလိုရာဆန္ဒပြည့်စုံခြင်းနဲ့ဘဝရည်ရွယ်ချက်အောင်မြင်ခြင်းတွေနှစ်သာရရှိတယ်ဆက်လေးရည်နေမှာတော့ငွေကြေးကလုပ်ငန်းကဘဝကံ စီးပွားလုံးစုံကောင်းသောနေထိုင်နဲ့လိုရာပြည့်စုံခြင်းကကျွန်မတို့ရဲ့နှစ်သာရရရှိမယ်တပတ်တာအတွင်းတနင်္လာနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နောက်ရှည်လေးတွေရှိတတ်တယ် တလေးကိုကနန်းနေချိုးပေးတယ်အဖြူရောင်မီးခွန်းရောင်နုတ်နေရောင်တို့ကိုဝတ်ပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါစပယ်ပန်းဖျားလူလိုရာဆူတောင်းမှာဆူတောင်းပြေပါလိမ့်မယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့ဘွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒဇမလ၈ရက်နေ့ကနေ14ရက်နေ့အတော်တွင်မှာရပိုင်ခွင့်နေပြင်ရမယ်အခက်အခဲဖြေရှင်းနိုင်မယ် ကိုယ့်ရဲ့တွေးကိုကိုယ့်ရဲ့ဉာဏ်စီကိုယ့်ရဲ့ဆောင်ရွက်မှုကတော့သူများနဲ့မတူတဲ့ရှုတော့ကနေစဉ်းစားတာတွေးခေါ်တာဆောင်ရွက်တာဖြစ်ကိုလမ်းကြောင်းနဲ့ကိုထိုးပေါပြီးရှေ့တိုးတက်နိုင်တယ်တပတ်သူပေါ်မှာမိခုံစရာမလို့အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုံချိုးပြင်းမဲ့ငွေကြေးကံကောင်းမဲ့ရပိုင်ခွင့်ပြန်လဲတောင်းဆိုနိုင်တယ်လူမျိုးဝဲလူမျိုးသားများနဲ့ဓာတ်ရဲ့လုတ်ကန်မှုတွေကနေကောင်းသောကျိုးဆက်ကိုလည်းရနိုင်မယ်ကာလတန်ကြာဆိုင်းငံ့ထားတဲ့အလုပ်တွေပြန်လဲစတင်ဆောင်ရွက်နိုင်လိမ့်မယ် ဘဝကံတိုးတက်တဲ့နေသားချုပ်ရှင်းရည်နေမှာအရာရာ အောင်မြင်မှုနဲ့တိုးတက်မှုကိုရမယ်ဒီကိုယ့်ရည်နေမှာငွေကြေးကိစ္စနဲ့လုပ်ငန်းကိစ္စတွေမှာကိုယ်ဆောင်ရွက်သမျှထုံးပေါက်ခြင်းစီပြေခြင်းကိုကြုံမယ်ဆယ်ရည်နေမှာရန်တိုက်ခံနေကြတဲ့အတိုးတက်မှုကိုရှာရမယ်လူယုံဒုက္ခပေးတတ်တယ်ပြဿနာဟောင်းတွေပြန်ဖြေရှင်းရမယ်စကားမတီးတဲ့သူတွေတွေ့တတ်တယ်ဆယ်တည့်နေ့မှာပြဿနာနှမျိုးဖြေရှင်းနိုင်တယ် အကဲခဲတွေကြော်လွားနိုင်တဲ့ခွင်းရင်းမျိုးတစ်ပြိုင်တည်းတဲ့ကျုံစနေနေ့မှာမူလစီစဉ်တာနဲ့လက်တွေ့ကွာဟနေတယ်ဒါပေမဲ့အဲ့ဒီပေးလာတဲ့ခွင်းရင်းတိုင်းစီစဉ်ပြီးရှေ့တို့လို့ရင်အဆင်ပြေမယ်ဆောင်ရထားမဲ့ကိစ္စတွေကိုရှေ့နောက်ပြောင်းပြန်လှည့်ပြီးလုပ်လိုက်ရင်အဆင်ပြေသွားတယ်ဆက်သောရနေ့မှာတပားသူတို့ရဲ့နိုင်ရေးကိစ္စတွေလိုက်လံကူညီပေးရတဲ့တဲ့နောက်အခက်ခဲတွေလိုက်ဖြေရှင်းပေးရတဲ့ကိုဆောင်ရပေးတာအောင်မြင်သွားနေတယ်၁၄ရက်နေ့မှာတော့အပြောင်းရွှေ့ပြောင်းလဲတွေကြရတဲ့ ောင်းသောကံတလန်ပေါ်မယ်ရတ္တန်တဲ့လူဒီကလုံးပြန်လဲဆက်ဆက်ဆင်ပြေမယ်ကောင်းသောသတင်းစကားကိုဒီကလာတွင်ကြသည့်ဂျုံတွေရရှိမှဖြစ်ပါတယ်တနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေတပတ်အတွင်းဆက်တိုက်ဂျိုးပေးတယ်ညလာကြာသာပရိတွေကိုဒုက္ခပေးတတ်တယ်နှစ်ခွန်ကိုကနံဂျိုးပေးတယ်အဖြူရောင်ပန်းဝင်းတို့ဘုရားကတ်လူပူဇော်ပြီးလိုရာဆုတောင်းဆုတောင်းပြေမယ်ကျေးဇူးတင်ပါတယ်ပုထုနေမွေးသူအလုံးမင်္ဂလာပါ 2025ခုနှစ်ဒီဇင်ဘာလ6ရက်နေ့နေ့14ရက်နေ့တော်တွင်မှာခီးကိစ္စအစဉ်ပြေမယ်လူမျိုးခွဲအကျိုးပေးမယ်ဥတီချက်ပြောင်းပြီးလုပ်တဲ့ကိစ္စအစဉ်ပြေမယ်အမေဘွားတို့ဂျမိုင်းထူကြမယ်ခီးကိစ္စစီစဉ်သူတို့ရောက်ခီးရောက်ရှိမယ်မိသားစုမှာခြံကားခန့်ကိစ္စအလဲလေကိစ္စများအပြောင်းလဲကိစ္စတွေစီစဉ်အောင်မြင်မယ်ကိုယ်တိုင်လည်းပြပါခီးရကိုယ်ဆောင်ရွက်ပေးလို့တဲ့သူတို့ဘာခီးပြပါရှိတယ်မိသားစုတွင်လည်း ကိုဝင်းကျင်တွေဒီမှာပြပါခင်းရှိခီးသွားလို့အကျိုးရှိတယ်ဥတီကျပြောင်းပြီးလှုပ်တဲ့လှုပ်တရားအကျိုးပေးတယ်ငွေကြေးကတော့ဘလောက်ဝင်ဝင်ပြင်းပြင်းထွက်ငွေမမြဲတဲ့အနေထားရှိပြည့်နေ့မှာတော့အလုံးစုံစင်ပြေသောကံနဲ့ပြောင်းလဲမှုကိုလောကံကွင်းရှိတယ်ကိုရဲ့နေ့မှာငွေကြေးကံကောင်းမဲ့လက်ဖွင့်မဲ့လူရပြည့်စုံမဲ့ဘဝတိုးတက်ဆယ်ရက်နေ့မှာမတော်ဆနေကြည့်ဆက်ရမယ်ရန်တိုက်ကံနဲ့ရှင်ပြီးလောရတဲ့တဲ့၁၇ရက်နေ့မှာရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်မယ်အဲ့ဒီနေ့မှာ စတင်ပြီးရှေ့ထိုးလိုက်တဲ့ကိစ္စတွေအားလုံးကအဆင်ပြေမယ်။စနေနေ့မှာရပိုင်ခွင့်တွေပြန်လည်ရရှိနိုင်တယ်။ခက်ခဲတွေဖြေရှင်းနိုင်တယ်ဘဝတုတ်တက်။၁၃ရက်နေ့ကစုပေါင်းလုပ်ငန်းကြိုးပမ်းမယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။ဘဝတုတ်တက်မှုကိုရရှိမယ်။၁၄ရက်နေ့မှာအပြန်ဆိုင်နေကြတဲ့တုတ်တက်မယ်။အများနဲ့ထိတွေ့ပြီးလုပ်တဲ့လုပ်တွေကြိုးပမ်းမယ်။ပြည်ပမှာကောင်းသောဆက်သွယ်နှံကြောင်းတွေပွင့်နိုင်မယ်။ဒီကာလအတော်တွင်းမှာကြာသပတေနေဗုဒ္ဓုနေစနေနေ့မွေးသူတွေကောင်းကြိုးပေးပြီးတော့တနင်္ဂနွေတင်းလာ မွေးသူတွေတို့ကပေးတတ်တယ်နှစ်ခွန်ကိုကနအချိုးပေးတယ်အစင်းရောက်ဖြူရောက်မိခိုးရောက်တော့ကိုသုံးပြီးအလို့ရှိရကိစ္စဆောင်ရွက်ပါတပြေညွန့်တညွန့်အမွေးနာသာပဲ့ပြန်းအမြင့်တနေရာတင်ပြီးလိုရာစုတောင်းလုပ်ငန်းကိစ္စများဆောင်ရွက်ပါအောင်မြင်မှုကိုရပါမယ်ကျေးဇူးတင်ပါတယ်ကြာသပတိနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ8ရက်နေ့နေ့စပြီးတော့14ရက်နေ့တော်တွင်မှာရံများမယ်တိုက်ခတ်များမယ် တပားသူနဲ့မတူတဲ့ရှုထောင့်နေရာနေတော့ကဲမှအောင်မြင်မယ်လုံယုံလုံးစင်တိုင်းလုံလိုက်အနောက်ဆက်ဓာစီတွေတွင်အိန္ဒွေလူမွေပဋိပက္ခဖြစ်တတ်တဲ့တောင်းစင်မထားသေးသူကိုထားတော့ကျူးဆက်ရမယ်ရန်တိုက်ခံနေများတတ်တဲ့လူယုံဒုက္ခပေးတတ်တဲ့တပားသူနဲ့တွဲလို့တဲ့လူတရားနေစိန်နောက်စစ်တွေဖြစ်လာတတ်တဲ့ရှင်းရည်နေမှာရန်ပြဿနာတွေများမယ်တိုက်ခံများမယ်ကိုယ့်ရည်နေမိကောင်းဆွေကောင်းထောက်ကူရမယ်ဆယ်ရည်နေမှာထူးခြားတဲ့ကံပြောင်းလဲနေတဲ့ တိုးတက်မှုလမ်းကြောင်းကိုကြုံမယ်ဆက်တည့်ရနေ့မှာရှင်ပြန်မှုတွေမှာအောင်မြင်ခြင်းဘဝတိုးတက်ခြင်းကြုံမယ်ဆက်နေ့နေ့မှာဂတိပြည့်စုံတွေတွေ့တတ်တယ်ရန်တက်ခံတဲ့ရှင်ပြီးတော့ရတတ်တယ်ဆက်သောရနေ့မှာရပိုင်ခွင့်တွေဆုံးဖြတ်ပြီးရှေ့တိုးလို့လို့ရဆက်လေးရနေ့မှာတဘာသူကြောင့်ကိုယ်ရည်ပဲခြင်းနှောင့်နေခြင်းဂတိကောင်းဖြစ်ခြင်းရန်တက်ခံများနဲ့ထိတ်ထိတ်တွေ့ရခြင်းတွေရှိတတ်တယ်ဒီကာလအတော်အတွင်းမှာဇာသပတိနှင့်ဗုဒ္ဓနှင့် အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်တောက်ချာနေ့တနေ့ကနေ့နေ့မွေးသူများနဲ့ပฏิဘက်ကဖြစ်တတ်တယ်နှစ်ငါးခုကနန်းနေ့ကျိုးပေးတယ်အစင်းရောင်ဖြူရောင်မိခွန်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်အောင်မြင်မှုကိုရရှိနိုင်ပါတယ်အဖြူရောင်ပန်းမွေးတို့ကိုဖျားကတ်လူပူဇော်ပြီးလောရဆူတောင်းမှာကျေးဇူးတင်ပါတယ်တောက်ချာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ ရှစ်ရက်နေရနေစပြီးတော့14ရက်နေတော်တွင်ငွေကြေးကံလုပ်ငန်းကံလက်လာပါကံကောင်းမယ်လူရပြည့်စုံမယ်မထင်မှတ်ထားတဲ့အောင်မြင်မှုကိုရမယ်တွက်ဆမထားတဲ့ကံခွင့်ရေးတစ်ခုစီစဉ်မထားတဲ့လုပ်ငန်းတွေလုပ်ကံပြီးတော့ကံခွင့်လန်းတွေလုပ်ငန်းရတရားတွေပူးပေါင်းဖြစ်တည်တဲ့အကျိုးဆက်ကောင်းကိုရရှိမယ်အခက်အခဲအားလုံးကိုဖြေရှင်းနိုင်မယ်အင်မတန်ပြင်းထန်တဲ့လူမှန်ထားတဲ့ကိစ္စတွေကနေလွယ်လင့်တကူတွေပြင်းမြောက်သွားနိုင်မယ် အယဝေးရကောင်းတဲ့သတင်းစကားကိုကြုံမယ်ရှင်းရနေရရာဆင်ပြေခြင်းကောင်းခြင်းကိုကြုံမယ်ကိုယ့်ရဲ့နေ့မှာရန်တိုက်ခိုက်နေတဲ့ထိတ်တိုက်တွေ့မယ်ဆယ်ရက်နေ့မှာရက်တန်တဲ့လူတွေပြန်လည်စတင်နိုင်တယ်ပြန်လည်ပြီးတော့အစ်စ်တပံစတင်နိုင်တယ်ဆက်တရက်နေ့အခက်ခဲတွေဖြစ်ရှင်းနိုင်တယ်ပြဿနာတွေဖြစ်ရှင်းနိုင်တယ်ရင်းနှီးသူများနဲ့စကားများတတ်တယ်ဆယ်နှစ်နေ့ကလက်လာပါကံကောင်းခြင်းလူရပြည့်စုံခြင်းဘဝတိုးတက်ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းတွေရှိမယ်အခက်ခဲနဲ့ကြုံပြီးမှအောင်မြင်မယ်ဆက်သွင်းရေးနေ့မှာသေစားထိခိုက်မှုကယူဆရမယ် ဖြားရနာရကျူးဆန့်မယ်နာယီကိစ္စနေပါဝင်ပတ်သက်ရနေမယ်ဆယ်လျက်နေမှာကောင်းသောကကြမှာကြိုးပေးမှုရှိမယ်ရင်းနှီးသူများနဲ့စကားများတတ်တဲ့အပြိုင်ထိုက်ကန်တွေနဲ့ကြုံပြီးမှအလိုရှိရာပြည့်စုံခြင်းအောင်မြင်ခြင်းကိုကြုံမယ်တနင်္လာနေ့ရင်ခံနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကြိုးပေးမယ်တနင်္ဂနွေနေ့သောကြနေ့မွေးသူတွေဒုက္ခပေးတတ်တဲ့တစ်ချောက်ကိုကနန်းနေ့ကြိုးပေးတဲ့အဝါရောင်နေမောင်ရောင်ရွှေရောင်နှုတ်နေအောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါအရာရာဆင်ပြေသွားပါမယ် ဝါယောင်ပန်းတို့ကိုဖျားကတ်တူပြီးလိုရာဆူတောင်းမှဆူတောင်းပြေးပါမယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ10ရက်ကနေ14ရက်တွင်မှအပြောင်းလဲတွေအများကြီးဖြစ်လာမယ်လုပ်ငန်းသစ်ကြံသစ်တွေလက်တွေ့ကောင်းတဲ့ဖော်နိုင်တပန်းသူနဲ့မတူတဲ့ဆူတောင်းနေရနေလောက်ကင်ပြီးတော့ကိုယ့်ရဲ့ရည်မှန်းချက်နဲ့ဘဝတလန်းတွေကိုဖန်တီးနိုင်တဲ့ကံခွင့်ရင်းနဲ့တိုးတက်မှုလမ်းကြောင်းတွေပေါ်လာ ဆုံးဖြတ်ချက်မှန်မယ်။နေရာပြောင်းလဲပြီးလှုပ်တာတွေအဆင်ပြေမယ်။ခက်ခဲနေရင်ဥတီကျဲတွေပြောင်းပြီးတော့လမ်းကြောင်းတစ်ခါထိုးပေါက်လိုက်ပါရတ်တန်တဲ့လူတရားစားအလုံးပြင်းမြောက်အဆင်ပြေသွားမယ်။အရာဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လူတွေကြိုးပြီးတခါမှမလှုပ်ဘူးတဲ့လူကိုလှုပ်ရမယ်။အတွေ့အကြုံစစ်ကိုရရှိမဲ့ကာလတို့သတ်မှတ်တယ်။တစ်ရက်နေမှာကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုကိုဖန်တီးနိုင်တယ်။ကိုယ့်ရဲ့နေမှာရပိုင်ခွင့်ကိုလက်ဝဲပြန်ရမယ်။ဆယ်ရက်နေရလက်ဖွင့်ခြင်းကပ်ဝဲခြင်းလိုရာပြည့်စုံခြင်းကိုကြုံ။ စတည့်ရနေ့ကအပြိုင်ဆိုင်ကြားဒုတက်မှုကိုကြုံမယ်စတည့်ရနေ့မှာရံပတိဘက်ကနေနဲ့ထိတိုက်တွေ့စက်သုံးရနေ့မှာမထင်မှတ်ပဲစမ်းပွင့်မယ်အလိုပြည့်စုံမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စက်လေးရနေ့မှာအပြောင်းလဲနဲ့ဒုတက်ခြင်းငွေကြေးကန်ကောင်းခြင်းဘဝဒုတက်ခြင်းကိုရမယ်တပတ်တာကာလအတွင်းတနင်္လာနေ့ပုထုနေ့ရင်္ဂနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နောက်စတဲ့ဖြစ်တတ်ပါတယ် တင်ငါကိုကနန်းနေကြိုးပေးပါတယ်အဝါရောက်နေမရောက်နုနေအောင်တော့ကိုဝစင်သောဆွဲပြီးအလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်ပါတယ်စပယ်ပန်းဖျားလူပြီးတော့လူရဆူတောင်းမှာဆူတောင်းပြေးပါမယ်ယေရှုတင်ပါတယ်